ီနေ့ကနေစပြီးတော့မင်းတို့ KP နဲ့ KB KBZ banking ကိုငွေလဲလက်ခံတာတွေပစ္စည်းဖို့ငွေလဲလက်ခံတာတွေခဏရက်ထားပါမယ်နော်။ဘာကြောင့်လဲဆိုရင်မမင်းဒီနေ့22ရက်နေ့ဒီနေ့မှာမင်းတို့တွေဖြစ်သွားတဲ့ပြဿနာကမင်းရဲ့ banking account တွေကနေပြီးတော့ banking account တွေကနေပြီးတော့ငွေ350တိတိလုံးဝပျောက်သွားတယ်။ဘာဘာမမအားလုံးပဲမင်္ဂလာပါခင်ဗျာ။မျိုးတွေအားလုံးချမ်းသာဒုက္ခဖြစ်တဲ့အနေနဲ့ပြည့်စုံနေပါစေကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာ။ ဒီနေ့ကျွန်တော်ကြည့်ရှုတော်မယ့် view လေးကတော့ဒါကျွန်တော်မြန်မာနိုင်ငံမှာတတော်လေးဦးမှာကျွန်တော်တို့ဒါဆိုးလာတယ်ပေါ့နော်ကျွန်တော်ဖုန်းထဲကို message ပို့တယ်ဟာဒါသိန်း60ပေါက်တာလို့6သိန်းပေါက်တာလို့60ပေါက်တော့20ပေါက်တော့ဆိုလို့ကျွန်တော်ဖုန်းပေးတွေထည့်ခိုင်းနေအမျိုးမျိုးလိန်နဲ့အမျိုးမျိုးလိန်ကြတယ်ပေါ့နော်တတော်လေးဦးမှာကျွန်တော်ခင်မကောင်းတဲ့အချိန်မှာဒီဒီဒီကောင်တွေကဒါအောက်မှာဆိုးလာတယ်ပေါ့နော်တကယ်ဥမာဒေါသတွေဟိုကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်လည်းဒေါသပဲလေကျွန်တော်ဒေါသအကြောင်းမသိနားမလဲတော့တကယ်ကြီးထင်တော့ပတ်စံလေးလွှဲပြီးလိုက်ဖုန်းမိလွှဲပြီးကျွန်တော်အမားတော့ခံရမှု ဒါကျွန်တော်တခါလေးပြောလိုက်တော့ကျွန်တော်မှတော့ခံရမှာဒီမှပြောပြီးမှမယ်ကျွန်တော်မှအကြောင်းကျွန်တော်ပြောပြမှာနော်ဒါဒီမှဆိုရင် KBZ ထဲရနေတော့ကျွန်တော်တို့ဒါသိန်း90ဒါပျောက်သွားတာပေါ့နော်တောင်းဝင်ခံမှုတောင်းဝင်ယူမှုလုံးဝမရှိဘူးလေအခုတလောတော်တော်လေးမှနည်းမယ်ကြီးလာတယ်ဒီ KBZ ကျွန်တော်တို့ဥစားပေါ့နော်ခိုင်းကြာကျွန်တော်တို့ဒီမှပြောတဲ့ဟာလေးကိုရှင်းထားတော့ညီမနော်မင်္ဂလာပါဆိုပေမဲ့လည်းမင်္ဂလာကိစ္စမဟုတ်ဘူးဒါပေမဲ့အတိအကြောင်းကြားတာပေါ့နော်မင်းတို့ကြောက်ရွှေစင်ဆိုင်မှာ တော့ဖြစ်စင်းဆိုင်မှာဒီဒီနေ့ကနေစပြီးတော့မင်းတို့ KP နဲ့ KP KBZ banking ကိုငွေလဲလက်ခံတာတွေပစ္စည်းဖို့ငွေလဲလက်ခံတာတွေခဏရက်ထားပါမယ်နော်။ဘာကြောင့်လဲဆိုရင်မင်းမင်းဒီနေ့22ရက်နေ့ဒီနေ့မှာမင်းတို့တွေဖြစ်သွားတဲ့ပြဿနာကမင်းရဲ့ banking account တွေကနေပြီးတော့ banking account တွေကနေပြီးတော့ငွေ350တိတိလုံးဝပြတ်သွားတယ်။ဘာဘာမမအဝင်ထွက်မရှိဘဲနဲ့ပြတ်သွားတယ်။မင်းတို့ကမနေ့တော့ကဆိုလို့ရှိရင် မနေ့တော့ကဘန်ကင်းမှာနောက်ဆုံးပိတ်ပေါ့နော်နောက်ဆုံးပိတ်သုံးထားတာ special account တွေကနေပြီးတော့ special account တွေက350ပြောက်သွားတာเนาะ special account တွေကနေပြီးတော့မင်းတို့ဒီအနီ account ပေါ့ညီမတို့စိုင် account တွေအများစုကျူအာနဲ့သုံးတာစိုင် account ကိုအနီ account ပေါ့เนาะအဲ့လိုမျိုးဟိုဟမာဂျန် account လို့သူတို့ခေါ်တယ်မာဂျန် account ဖွင့်လာပေးတာအဲ့မာဂျန် account နဲ့ချိန်ထားတာအဲ့350ကျော်နှစ်ကြောင်း300ထည့်လိုက်တယ် ကေဘေးအအနီရဲကိုထည့်ပြီးွားတာနဲ့ဘန်စပယ်ရှယ်အကောင့်ထဲမှာသိန်း90ကျော်ကျန်ခဲ့တယ်မနေ့ကမြမကဒီနေ့မနေ့ဒီနေ့ကျတော့ဒီနေ့22ရက်နေ့ပေါ့နော်22ရက်နေ့မှာငွေ300ရှိလို့မြမကဘန်ပိတ်ချိန်3နာရီကျော်မှငွေ300ရှိလို့တိတာနဲ့ချက်ချင်းကြည့်လိုက်တဲ့အချိန်မှာကိုယ့်ရဲ့အကောင့်ထဲမှာသိန်း90လုံးဝမရှိတော့ဘူးနော်သိန်း90ကျော်မရှိသေးနဲ့သိန်း90လုံးဝပျောက်နေပျောက်နေတဲ့အခါကျတော့မြမက ဘန်းကိုချက်ချင်းသွားတယ်ဘာလို့ညီမရဲ့ဆိုင်ကမြောက်တကုံပြင်လုံးလမ်းမကြီးပေါ်မှာပဲဒီចောင်းလန်းနားမှာပဲရှိတယ်ညီမတို့ရဲ့ဘေးနားမှာလည်းចောင်းလန်းနားမှာ KBZ ဘန်ရှိတဲ့အတွက်ကြောင့်ချက်ချင်းသွားတယ်ကိုရောက်တဲ့အချိန်မှာဘန်ပိတ်နေတယ်ဆိုပြီးနဲ့အတူအကြောင်းပြောပြီးတော့ဒီလိုမျိုးပြဿနာဖြစ်တဲ့အတွက်ကြောင့်ညီမသိကျင်တယ်ဘာဖြစ်တာလဲဆိုတာသိကျင်တယ်ဆိုပြီးတော့အထဲဝင်ပြီးတော့ပြောတော့အထဲထဲမှာတော့တာဝန်ရှိတဲ့အမားတယောက်က အာညီမလေးဟိုဟာဗောစာအုပ်ကို history ကိုစစ်ပေးမယ်ဆိုတော့လေ history စစ်လိုက်တဲ့အခါကျတော့ history စာအုပ်ထဲမှာတော့ရှိတယ်။နော်စာအုပ်ထဲမှာတော့ရှိရဲ့။ဒါပေမဲ့ banking ထဲမှာမရှိဘူး။ history မှာလည်းဒီ banking ရဲ့ history တဲကိုကြည့်ပြန်တော့လေ banking ရဲ့ history မှာလည်းတကြောင်မှမပြဘဲနဲ့မရှိတော့ဘူး။ banking ရဲ့ history ထဲမှာလည်းတကြောင်မှဟိုအထွက်မရှိဘဲနဲ့ငွေသားကြီးပဲဒီတိုင်းပြောက်သွားတယ်။ဒါညီမကအငြင်းတန်းတုံးပြီးတော့ အမြဲတမ်းဒီအမောက်ကိုတိနေတဲ့သူမို့လို့လीနော်မတိဘူးဆိုရင်ဘယ်လိုလုပ်မလဲမတိတဲ့သူငွေအမောက်တချို့ဆိုငွေအမောက်အများကြီးထားတဲ့သူဆိုရင်ဒီတိုင်းကြီးပဲဘာထွက်ဆက်ရှင်မှမရှိဘဲနဲ့ဒီတိုင်းကြီးပဲငွေပြောက်သွားတယ်ဆိုရင်ဘယ်လိုလုပ်မလဲဒါအခုညီမကတော့ဒါတိသွားတဲ့အတွက်ကြောင့်ပေါ့နော်တိသွားပြီနဲ့အခုသူတို့ဘက်ကတာဝန်ယူမှုမရှိဘဲနဲ့ဘန်ဟိုသွားတဲ့အခါမှာလဲညီမကို online ကိုပဲဆက်သွယ်ပေးပါဆိုပြီးတော့ဘန်ကိုကိုယ်တိုင်ရောက်လာတော့မှ online ကနေပြီးဆက်သွယ်ခိုင်းလို့ညီမ online ကိုဆက်သွယ်တယ်။ online ကကြတော့ညီမရဲ့ account ကိုအခုစစ်ကြည့်တဲ့အခါကျတော့ ဘာမှလည်းအကျိုးအကြောင်းလည်းမပြောဘဲနဲ့ဒီဟာကိုဘလော့ထားတယ်လို့ပြောတယ်အဲ့တော့ဘလော့ထားဆိုတော့ဘာကြောင့်ဘလော့ထားလဲညီမတို့ရဲ့အကောင့်မှာဘလော့ထားတယ်ဆိုရင်လည်း banking ထဲမှာလည်းဘာမှဒီတိုင်းမပြောဘဲနဲ့အာ banking ထဲကငွေ amount ကိုဘာတစ်ခုမှလည်းမပြဘဲနဲ့ဒီတိုင်းပဲဘလော့ဒါကိုကိုယ်တိုင်ပိုင်ရှင်သိလို့ဒီပိုင်ရှင်မသိဘဲနဲ့အဲ့လိုဘလော့ခွင့်ရှိလားဒီတိုင်းပဲပျောက်ခွင့်ရှိတာဒါကကိုယ်တိုင်သိလို့ကိုယ်တိုင်မသိဘူးဆိုဘယ်လိုလုပ်မလဲပြီးတော့ညီမတို့ဆိုင်မှာဒီမှာ banking တွေ kit ပေးတွေအကုန်လုံးထားတာရှိသမျှပေးတွေအကုန်ရတယ်เนาะ ဆိုင်မှာလေကိုယ့်ရဲ့ customer တွေအလွယ်တကူနေရလေအိတ်တွေကိုလက်လီလက်ကားရောင်းလာဖြစ်တဲ့အတွက်ကြောင့်နေရလေငွေလွှဲရတာအဆင်ပြေအောင်လို့ရှိသမျှပေးအကုန်လက်ခံပေးထားတယ်အကုန်လုံးရှိနော်ပေးတွေမှာ stand နေတောင်တစ်ခါလေကျရင်ထားကြအောင်နေရာမရှိအောင်အကုန်လုံးပေးတွေထားထားပေးထားတယ်ဒီလောက်ထိယုံကြည်မှုမရှိဘူးဆိုလို့ရှိရင်ညီမတို့ရဲ့လုပ်ငန်းရှင်အနေနဲ့ကမတုံ့ရဘူးလား KP ကိုနော်ဒီ KP ကဒီကေပေးရကျွန်တော်တော်တော်လေးမှစိုးလာတယ်ဒီကေပေးရတော်တော်လေးမှ ိုအဖြစ်များလာကျွန်တော်မျိုးမနိုင်ငံသူနိုင်ငံသားတွေဘာဖြစ်လို့ဆိုတော့သူတို့ယုံကြည်လို့အာသူတို့ရဲ့ရှိမှာကိုငွေသားကိုအပ်တယ်ဗျာဟုတ်တယ်မလားဒီလိုအပ်တောင်မှသူတို့မှာဟိုတိကျမှန်ကန်မှုမရှိဘူးတကယ်ကကိုကကိုဗန်တရားဟာကိုကိုဗန်တရားဟာကိုပျောက်သွားတာပဲဖြစ်ဖြစ်သူများယူသွားပြီဘယ်လိုမဖြစ်ပါဒါဘလုံးမဖြစ်ကြမလို့ကိုမှားနေတာဖြစ်ဖြစ်လူလိန်လာလို့ဒါဒီလိုမျိုးပါသွားဆိုထားလိုက်သူမှသူအလိုလိုနေနေဒီကိုပတ်စံအသိန်း90ရာဒါဖျောက်သွားရဲဆိုတော့ ဒါသူတို့မှဒါအများကြီးတောင်းဝန်ရှိတယ်ဗျာငကိုတည်းကကိုလှုပ်ထားတဲ့ပလက်ဖောင်းတကူကတိကျမှန်ကန်မှုမတိကျမရေရာဘူးဆိုရင်ငကိုတည်းကမလှုပ်တာကောင်းလို့မယ်ဘာဖြစ်လို့လှုပ်မယ်ဆိုရင်လည်းတိတိကျကျမှန်မှန်ကန်ကန်နဲ့ဟာနာကျွန်တော်ဗါပေးရမယ်ယုံကြည်မှုပေးရမယ်ကိုယ့်ရဲ့ကဆန္ဒမာတွေဟောတယ်မှာယုံကြည်မှုပေးရမယ်ဒါဒါလွယ်တဲ့ကိစ္စမဟုတ်ဘူးသူများလည်းထွေးနေသူများလည်းရှာထားတာဒီ KP ဆက်ထွေးနေသူဒီ KP ကတော်တော်လေးမှအချိန်နေဆိုးတာလေခုနောက်ပိုင်းကကျွန်တော်တို့အားကြောင့်မလို့လူတွေကျွန်တော်တို့မှအများပြည်သူတွေလည်း တကြည့်တော့တာဘယ်လိုပြောမလဲယုံကြည်စေခြင်းနဲ့ပေါ့နော်။ဘာကြောက်တော့တိကျမှန်ကန်မှုလုံးဝမရှိဘူး။ပြောရင်လည်းဝိလက်ကြောင်ပဲနဲ့တို့လောက်ကြတယ်အမျိုးမျိုး။အခုလိုဖြစ်သွားတယ်ကဲဘယ်လိုလုပ်မလဲ။တို့တို့လည်းဘာမှကိုကိုတိကျမှန်ကန်မှုလည်းမပြီးဆိုတော့ဒါဘာလို့ဘူးလဲဖြတ်သိမ်းလိုက်တော့ပြောချင်တာဟုတ်တယ်မလား။ဘာမှကိုတို့တို့လည်းတို့ကိုယ်တိုင်တော့မှဇဝေဇဝါဖြစ်နေမှာတော့ဒီမှာတို့ရှိမှပတ်ဆက်တတ်ရမယ့်လူကြီးက ဘလို့ယုံကြည်မှုရှိတော့မှာပြောချင်တာဟုတ်တယ်မလားကျွန်တော်ပြောတာအလုံးလုံးနေတော့ပတ်စာ30ပြောက်သွားတယ်ဆိုတော့သူတို့ဖန်တီးထားတဲ့ platform တခုဗျာကျွန်တော်ပြောချင်တာဟုတ်တယ်မလားသူတို့ထင်မှာတော့ဟိုတနေ့ကကျွန်တော် view ပိုင်းနေတခုတခုတွေးလိုက်တယ်ဗျာအဲ့ကိုဆိုအဲ့လိုပြောတော့အကိပေးထဲမှာတော့မှလူလိန်ကြီးရှိနေလားမသိဘူးအဲပြောချင်တာအဲ့ဒါပေါ့နော်ဒီလိုမျိုးဟာတွေက banking နေနဲ့ banking နဲ့ special ကိုယ့်ရဲ့ special account နဲ့ ေဘေးနဲ့ကိုချိတ်ဆက်ထားအဖေရဲကြောင့်ကိုကကိုထဲ့ကျင်လဲထဲ့မယ်ဒီဘက်ကိုလည်းပြန်သုံးကျင်သုံးမယ်လေအဲ့ဒါတော့မမစိတ်မချရဘူးဆိုရင်ညီမတို့ကမသုံးရဘူးလားအခုညီမတို့ဒီနေ့ကသူတို့ကတော့မန်းတဲကိုစောင့်ကြည့်ပါလို့ပြောတယ်ဆိုရင်လည်းညီမသိချင်တာညီမတို့ဒီကြားထဲမှာကိုယ့်ရဲ့ငွေကိုသုံးခွင့်သုံးလို့မရတော့ဘူးသူတို့ဘက်ကလည်းရေရေရာတိကျမရှိဘူး online ကိုဆက်ပါဆိုဘန်ကိုသွားရအောင်ဘန်မပြေရှင်းပေးပဲနဲ့ online ကိုလောက်ခိုင်းတော့ online ကလည်းဆက်ကြွယ်မယ်လားပြောလာလေ နော်သူတို့ကတော့ဆက်သွယ်မယ်ပဲပြောတာမနေ့ပြန်ကြရလဲပိတ်ရစီနော်အဲ့တော့အဲ့လိုတာဝန်ယူမှုတာဝန်ခံမှုမရှိရင်မြမားတို့တွေလုပ်ငန်းတွေအနေနဲ့ကအရန်နစ်နာတယ်ဘလို့ဆက်ဘလို့လုပ်ပေးမယ်ဘလို့တာဝန်ယူပေးမယ်အခုရှိသမျှပေးတွေအကုန်လုံးလဲလက်ခံနေတာအခုအဲ့တော့တကယ်လို့ဒါမြမားတို့ကိုဒီအတိုင်းပဲဘာမှတာဝန်ယူမှုတာဝန်ခံမှုမရှိလို့ရှိရင်မြမားတို့ဒီနေ့ဒီရက်ဒီအချိန်ကနေစပြီးတော့ KP နဲ့ KBZ Banking နဲ့ပတ်သက်လို့ဘာတစ်ခုမှမတုံးဘာတစ်ခုမှလည်း ဒီလိုတာဝန်ယူမှုမရှိဘူးဆိုရင်လုံးဝရှေ့ဆက်ပြီးတုံးဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်အဲ့တော့တာဝန်ရှိသူတွေဒါကိုဖြည့်ဆင်းပေးပါဘယ်လိုလုပ်ပေးမလဲဆိုတာပေါ့နော်ဒါဆိုကိုယ့်ရဲ့အကောင့်လေးကနေပြီးတော့ဘာမှမပြောဘဲနဲ့ဒီတိုင်းဘလိုင်းပြောက်သွားတယ်အဲ့ဒါကြီးကတော့ဘယ်လိုမှမဖြစ်တဲ့ကိစ္စဒါကိုကိုတိုင်းသိနေလို့ကိုကိုတိုင်းမသိဘဲနဲ့အမောင်းမသိဘဲနဲ့သူတွေဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဘန်ကင်းမပွင့်လာတဲ့သူတွေဆိုရင်တော့ဘယ်လိုလုပ်မလဲနော်အဲ့တော့ကျွန်တော်တို့မသိရင်ဒီဒီဒီကေပေးရမသိရင်ကျွန်တော်တို့လူလင်ခိုင်းကြတာတဲ့ ဟဲ့ဆိုဖြစ်လိုက်ရင်ကျွန်တော်ပြဿနာတစ်ခုဖြစ်လိုက်ကိပေးပဲဒါပဲသူပဲအပ္ပစံနေအလိုလိုပြောက်သွားတယ်အမျိုးမျိုးအမျိုးမျိုးဖြစ်နေတာသိလားအခုလက်ကြည့်အောင်ဒီမှာဆိုရင်ဒါအလိုလိုနေနေပ္ပစံ350 000ကိုပတ်ကတည်းအထောက်အားတယ်လို့ပဲဆိုတော့ဒါယုံကြည်မှု မရှိဘူးဆိုရင်ဒီဟာကိုကျွန်တော်ရှေ့ဆက်ဘလို့သွားရက်တည်လို့ရမှာဟုတ်တယ်မလားပြောချင်တာဒါကြီးကမမိုက်ပဲရှင်းပေးပါဒီဟာရောတခြားညီမတို့ရဲ့အခု customer တွေထဲမှာရောဒီလိုမျိုးဖြစ်တာရှိလား ရှိတဲ့သူဆိုလို့ရှိရင်လည်းဘယ်လိုမျိုးဖြည့်ရှင်းလဲဆိုတာတစ်ချက်လောက်အကြံဉာဏ်လေးပေးကြပါအောင်နော်ကျေးဇူးတင်ပါတယ်